မိတ်ဆွေများကြားမတော်မူကြပါစေခင်ဗျာဆံမင်းလူရဲ့ဝတ္ထုတို့ပေါင်းချုပ်ထဲကပြီးခဲ့သောဇလန်ကျင်းဆိုတဲ့ဝတ္ထုတို့လေးကိုတင်ပြပါအောင်မယ်ခင်ဗျာ တိုက်ဆိုင်မှုဆိုသည်ကိုမယုံကြည်ပဲနေရန်ခက်သည် နဖူးစာကံတရားဘဝရေဆက်စသည်တို့ကိုဖယ်ထားလိုက်ပါထိုအရာများကိုမယုံကြည်သည်ပင်ဖြစ်စေထူးခြားတိုက်ဆိုင်မှုကိုတစ်ချိန်မဟုတ်တစ်ချိန်ကြုံရဘူးသည်သာဖြစ်သည်တစ်ချိန်ကဖြစ်ပျက်ခဲ့ဘူးသောကိစ္စတစ်ခုတွင်ပါဝင် ပတ်သက်နေသူများကို တနေ့တည်းတွင်တယောက်ပြီးတယောက်ဇက်တိုက်တွေ့နေခဲ့လျင်ထူးခြားစွာ တိုက်ဆိုင်မှုဟုဆို၍ရကောင်းသည်ထင်၏ မှနဲ့ပတ်သက်သောကိစ္စမှဆိုဒီမှာ ခင်မမပြီးတော့ထိုစဉ်ကအဝွန်အဝိုင်းနှစ်ဖြန်လောက်ရမည်ကိစ္စများကိုစဉ်းစားနေရမှဘတ်စကိုင်းအရှိန်ရုတ်တရက်နှေးသွားခြင်းဆက်တံပုံမူဆူညံလာခြင်းတို့ကြောင့်တာမွေဂုံတရားကိုကြော်ဖြတ်နေရပြီဟုသိလိုက်သည်ဆင်းရဲမြင့်မတိုင်နီးကပ်လာပြီဖြစ်သောကြောင့်ထိုင်ရာမှကြိုတင်၍ထသည် ကြက်ညံ့နေသောခီးသည်များကိုတိုးဝေ့ထွက်ရ၏ဘတ်စကားပေါ်မှဆင်းပြီးနောက်ဆေးလိတ်ဝယ်ဖို့တတိယသည်ကိုဟန်ခင်တို့ဆိုင်ကိုဝင်း၍သူစားဆေးဘော့လိတ်ဝယ်သည်ကိုဟန်ခင်မိမအမတ်ချိုက နှစ်မီတောင်ခုနလာသွားသေးတယ်ဒီနေ့ဧည့်သည်များလို့ဟင်းကုံသွားတာနဲ့ဘဲဥလာဝယ်တာတဲ့နင်တော့ဘဲဟုပဲဟိဟုစီပြောသည်အစင်းကျော်တို့ခွဲဝဲသွားအောင်မှာပဲဟုစဉ်းစားပြီး လမ်းကိုဖြတ်ကူးမြည်ပြုဟေးခိုးလူ၏ဟာကုသံဝင်ကုသံဝင်သည်ဈေးမှတ်တိုင်းသားတွင်ကွန်းရဆိုင်ဖွင့်ထားသူဖြစ်သည်သူအကြောင်းပြောလျင်မှအကြောင်းသည်မလွဲမရှောင်သာပါဝင်လာရပေတော့မည်အမှန်တော့ဟိုးအရင်တစ်ခါကဖြစ်ပျက်ခဲ့သောမဇက်လန်းတွင်သူသည်ဇက်ရန်တူသာဖြစ်ပါသည်မတ်တမထားသောစီကံများရယုံသွားခြင်းတွင် သူ့အိမ်အနီးရှိမတ်တိုင်မှာလာမဆောင်ရ။ရုံစင်းရင်တွင်ရုံရှိမတ်တိုင်ကမဆောင်ရ။မှသည်ရုံသွားရုံပြန်ကားနှစင်စီးရ၏။ကားပြောင်းစီးရသောမတ်တိုင်မှာသာစောင့်ဝင်ရသည်။ထိုမတ်တိုင်ကဈေးမတ်တိုင်။ထို့ကြောင့်ကိုတန်းဝင်းဆိုင်ကခုံနန်းလေးမှာထိုင်၍မှောက်စောင့်နေခဲ့ရမှသူနှင့်ခင်မင်သွားခြင်းဖြစ်ပါသည်။မတွေ့တာတော့ကြာပါဘောလားကွာ။အေးဗျာ။ ကျွန်တော်လေးကိုယ်လုံးနဲ့ကိုရှုံနေလို့ခမဆိုင်ဘက်တောင်းမရောက်ဖြစ်ဘူးခုချိန်ကြမှာလာဖို့လေလိုမှမလိုတော့တာပဲကွာမှဒီဒီခုတခါသူခင်မွန်းနေတူယုံသွားယုံပြန်ပြုတ်လုံနေပြီဖြစ်ချောင်းကိုရည်ရွယ်၍ပြောခြင်းဖြစ်သည်ပြောပြီးမှသူစကားကြောင့်ကျွန်တော်စိတ်ထိခိုက်သွားသလားဟုစိုးရိမ်သွားဟန်တူသည်ကျွန်တော်မျက်နှာမူရာမပြောင်းလဲကြောင်းသိသွားတော့မှအေးကွာမင်းတို့ဖြစ်ကလည်းနှစ်နှစ်ကြီးတွဲခဲ့ပြီးမှ ြောမနေပါနဲ့တော့ဗျာပြီးခဲ့ပြီပဲမင်းတို့ပြတ်သွားတာအဲအဲ့တုန်းကငါသားငယ်ကောင်မွေးကစားဆိုတော့ခုတစ်နှစ်နဲ့ရှစ်လဆိုတော့နှစ်နှစ်နီးပါးရှိပြီပေါ့ကွာဟုတ်မှာပေါ့ဗျာမနဲ့ခွဲခွာခဲ့ရစဉ်ကဆိုင်မှာတစ်နှစ်လုံးသွားထိုင်ပြီးလွန်လွန်ဆွတ်ဆွတ်ရင်ဖွင့်ခဲ့တော့ကျွန်တော်ဒီခုခါသူ့အကြောင်းကိုပြောနေတော့လေမတုံမလုံနေနိုင်ဒီကိုကိုတောင်းဝင်းအံ့ဩနေမိလားမသိဘူး ကဲသွားမယ်ကွာတွေ့ကြသေးတာပေါ့ငါလည်းဝက်စီဘက်လာဝယ်ရင်လည်းဒီဘက်ရောက်လာတာငါနဲ့ငါမိမတော့မင်းချောင်းမကြခဏပြောပြနေကြတာပဲကွာကုသဝင်းဒီဒီနေ့အဖို့ဒုတိယတွေ့သူဖြစ်သည်ပထမတွေ့သူမှာခင်မောင်တင်ပတ်စကားပေါ်မှာတွေ့ခဲ့ခြင်းဖြစ်၏ကျွန်တော်ဘက်မှကြည့်၍ပြောလျင်သူသည်ဗီလိန်ခေါ်လူချမ်းဤတပည့်ပင်မမတို့ယုံမှအရာရှိ ယခုမှဤခင်ပွန်းဤတပည့်အရင်ဖြစ်သည် မှနှင့်ကျွန်တော်တို့အကြားတွင်အကွဲအပြဲဖြစ်အောင်ခလောက်ဆံပေးရသူတွင်ဖြစ်သည်သူနှင့်ကျွန်တော်သည်မူလကလေးကတိကျွမ်းမှုမရှိခဲ့သောကြောင့်ဘတ်စကားပေါ်မှတွေ့တော်လဲစကားမပြောဖြစ်ကြသူ့ကိုမြင်သောကြောင့်အော်နှလုံးနာစိတ်ဖြစ်တင်တော်လဲအထက်အရာရှိစီကမျက်နှာကောင်းလိုချင်လို့လောက်ရတာဖြစ်မှာပါလေဟုကျွန်တော်ခွင့်လွှတ်လိုက်သည် ကြောင်မြောင်းစေးမှတ်တိုင်မှာသူဆင်းသွားသည်လမ်းကိုဖြတ်ကူးပြီးကုလဝင်းဆိုင်ထဲတော့ဝင်သွားသည်အစိမ့်ညော့တစ်ခွက်မှသည်ဆိုင်တွင်ရောက်နေပြီးသူများအတွေ့ကြောရအောင်မြင်ဖြစ်ပြီးခဏဆောင်ပါဟုဆိုသည်ကျွန်တော်တို့ရက်ွက်မှာခောက်ဆွဲကြော်ဆိုင်ကလေးဖြစ်သောကြောင့်ဖိုးကတစ်ခုတည်းရှိသည်နိုင်ဝဲကြော်ကြော်လောက်ဆောင်ရမည်ဟုခံမှန်းလိုက်သည်အင်းကိုခဏပြန်ရင်ကောင်းမလားစဉ်းစားနေစေမှာပင် ဆိုင်ရှိကဖြတ်သွားသောခင်ဦးနှင့်တင်မောင်ဝင်းကို တွေ့လိုက်ရသည်တတ္တရတိုက်ဆိုင်မှုပင်ဖြစ်၏ ျွန်တော်လက်ခုပ်လမ်းတည်သည်ဆိုင်ထဲသို့ဝင်လာကြသည်သူတို့ကလက်ဖက်ရည်ဆိုင်သွားဖို့ခေါ်သည်အစိမ့်ကျော်ကိုပြန်မှဝင်ယူမည်ဟုမှားခဲ့ပြီးထသွားလိုက်သည်မင်းတို့ညောက်ပါဒီဘက်ကိုဘာလာလောက်ကြတာလဲရုပ်ရှင်ကြည့်ပြီးပြန်လာတာကွာမင်းနဲ့မတွေ့တာလဲကြားပြီးမင်းစီဝင်မယ်လို့ဆိုပြီးဆက်လေးမစီပဲ73စီလာတာပြမဝင်းကဖြေသည်သူကမနဲ့ ဆွေမျိုးနှိဇတ်တော်သည်သူကသင်ကျွန်တော်နဲ့မတို့တည်ကျွမ်းခဲ့ကြခြင်းဖြစ်ပြီးသူဤဂျောင်းဝင်ဆောင်ရွက်မှုကြောင့်ပင်မနှင့်ကျွန်တော်ချစ်ခဲ့ကြရခြင်းဖြစ်သည်ကျွန်တော်တို့အခွဲပြဲတွင်သူကကျွန်တော်ဘက်မှယက်တီခဲ့သူပင်ကျူးကျော်လက်ဖက်ရည်ဆိုင်မှထိုင်သည်ထိုဆိုင်မှမူရင်းနာမည်ရှိကောင်းရှိမည်တို့ရတွင်ကျွန်တော်တို့မသိတော့ဆိုင်ရှိတဲ့တဲ့တွင် ကျူးကျော်ရက်ွက်16ဆိုသောဆိုင်းပုတ်ရှိသည်ခဝေးဝေးကကြည်လျင်ဆိုင်းနာမည်ဆိုင်းပုတ်ထူထားခြင်းနှင့်အလွန်တူသည်ထို့ကြောင့်ကျွန်တော်တို့ကကျူးကျော်လက်ဖက်ရည်ဆိုင်ဟုခေါ်လိုက်ကြခြင်းဖြစ်သည်မင်းငါတို့ဘက်တော်မလာဘူးလာဖို့မှမလိုတော့ပဲကွာကိုတန်ဝင်းပြောသောစကားအတိုင်းကျွန်တော်ပြန်ဖြေလိုက်သည်တင်မောင်ဝင်းကကျွန်တော်မျက်နှာကိုအကဲခတ်ကြည့်လိုက်ပြီးမှဘာလဲမင်းကငါတို့ရက်ွက်ကိုစိတ်နာသွားပြီလား ဟုရည်ရင်ပြောသည်ခင်ဦးသည်ပြုံးလိုက်ပြီးကျွန်တော်စီကစေဘောလိတ်ဒလိတ်ကိုဆွဲယူသည်မင်းအလုတ်အကန်ကိုစင်ပြေတယ်မဟုတ်လားအင်းဆိုပါဦးကွာမိဘစီကလက်ဖြန့်တောင်းစရာမလိုတော့တာတော့ပါပဲအင်္ဂန်းတန်တန်လေးတခုလောက်ငါ့ကိုအထီတော်ဝင်ဝင်မကောင်းသေးဘူးပေါ့လေသူ့အမေကိုကျွန်တော်ပြန်မဖြေပဲပြုံးယုံတာပြုံးပြလိုက်သည်သူကမင်းရဲ့မပြောနေကြစကားပဲလေ ဟုဆက်ပြောပြန်သည်ခင်ဦးကကြောက်တာပါဟုပြောပြီးလောင်ပြုံးပြုံးသည်မင်းကလည်းအဲ့ဒါပဲပြောနေတာပဲစကားကိုကောင်းကောင်းမပြောရဘူးကျွန်တော်ဤဟန်တားမှုကြောင့်စကားလမ်းကြောင်းကိုပြောင်းကြပြန်သည်ကျွန်တော်အလုပ်ဖြစ်သောစာပေရေးရာကိစ္စများအကြောင်းတင်မောင်ဝင်းဤအလုပ်ဖြစ်သောတေးတံသွင်းအကြောင်းခင်ဦးဤအလုပ်ဖြစ်သောဆယ်တန်းစာမေးပွဲအကြောင်းတို့ရရင်ကြာကြာမပြောပြည့် ိုအကြောင်းသို့တပတ်ပြန်လည်သွားကြသည်ဟိုတလောကတောင်ဟိုရင်ငုံမှာရောက်သေးတယ်ဘယ်ရင်လဲวะမင်းရဲ့မရင်ငုံပေါ့သူကမင်းရဲ့မဆိုသောစကားကိုပြောနေတော့လေခန့်ငုံော့နေတဲ့မျိုးဖြစ်သည်သူအမျိုးဖြစ်သောမအတွက်ကျွန်တော်အပေါ်အာနာနေသောကြောင့်ဖြစ်ဟန်တူသည်မဟုတ်အဖြစ်တင်သောစကားများကိုအရင်ကတည်းကသူပြောခဲ့ဘူးသည်အဲ့ဒါငါလဲ သူတို့ရင်တိတ်မသွားပါဘူးသူယောက်ျားကြီးကိုမကြည်လို့အဲ့တုန်းကတော့ဥလေးကခေါ်လို့သွားတာဥလေးဆိုဒီမှာမအီအဖေဖြစ်သည်တင်မောင်ဝင်းစကားကိုဆက်ပြန်သည်မင်းအမငေါ့မေးသေးတယ်အိမ်ကမလာတာကြာပြီနော်တဲ့ငါလည်းမမြင်ချင်းတဲ့မျက်နှာတွေတွေ့နေရမှာစိုးလို့လို့ပြန်ပြောလိုက်တာပဲမင်းကလည်းကွာအဲ့ဒါတွေသွားပြောမနေပါနဲ့ ဆိုင်မဟုတ်ကွာငါကတော့သူ့ကိုတွေ့တယ်ရည်တာပဲမင်းကလည်းအမြဲတမ်းအေးဆက်ဆက်လုပ်နေတာ तू ကတော့မင်းကိုအပြတ်တွေ့လိုက်တာလေအဲ့တော့ကမင်းစပွဲကိုလက်သီးနဲ့ထိုးတာမှတ်မိသေးလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ပြောတော့ကအပြတ်လုပ်လိုက်ရင် ပြဿနာရှင်းနေပြီခင်ဦးကဝင်ပြောတော့ကြောင်းစပွဲကိုလက်ချောင်းကလေးများဖြင့်စန်းနေရတီးတယ်လို့ခောက်နေရမှသူ့ကိုကျွန်တော်ကြည့်လိုက်သည်ခင်ဦးသည်ကြက်ကန်ကန်ကောင်းမဟုတ်တာမမှန်တာကိုဘယ်တော့မှမလုပ် သူ့ကိုလာကြောလင်လဲဆက်ဆက်ထိမခံထူးခြားသည်မှာသူခင်မင်းလေးစားသူများပေါ်တယောက်ယောက်ကမဟုတ်မဟုတ်လုပ်ရင် သူကကိုစားဝင်၍ချဲတတ်ခြင်းပင်ဖြစ်သည်ကျွန်တော်ကိုအလွန်ခင်မင်းလေးစားသည်ကျွန်တော်နေ့မှတို့ပြဿနာတွေတက်ပြီးခက်ကင်းကင်းဖြစ်နေသောအချိန်ဟိုလူကအခွင့်သာကိုဝင်ကတ်နေသောအချိန်မှတို့ယုံကအပြန်အိမ်လိုက်ပို့တာတွေပါတွေလုပ်နေသောအချိန် ယုံသွားယုံမြန်ခင်ဦးတို့အိမ်ရှိကဖြတ်သွားရသည်ခင်ဦးသည်ဟိုလူမတို့အိမ်ကအပြန်ရိုက်ပါမည်တကယ်ကယ်လုံနေသဖြင့်ကျွန်တော်ကတားထားရသည်သူကခုထိခဲမကြီးဖြစ်နေပုံရသည်အဲ့ဒီတုန်းကအကိုသာပတ်စပေးလိုက်ဒီငနေကြီးနောက်ကိုမလာရအောင်နှိပ်ပစ်လိုက်မလို့ဗျခုထိကြည့်လို့မရဘူးလေဟိုတနေ့ကတော့သူ့အိမ်ကခွေကျွန်တော်တို့အိမ်ရှိကိုရောက်လာလို့ငဲနဲ့ကောက်ထုတ်လိုက်သေးတယ် ခင်ဦးဤစကားကိုသဘောကျသဖြင့်ကျွန်တော်ယူလိုက်သည်ပြီးခဲ့တဲ့ကိစ္စတွေပြီးပါစေတော့ကွာသူတို့ကသူတို့နေပါစေတော့မနှောက်ရှက်ကြပါနဲ့မင်းကခွင့်လွတ်နိုင်တယ်ပေါ့တင်မဝင်းကမေးသည်ကျွန်တော်ကခွင့်လွတ်တယ်ရဲ့ဘာရဲ့မဟုတ်ပါဘူးကွာသူလဲသူ့အိမ်တော်နဲ့သူနေသားကြနေတော့ရောပေါ့ငါလဲငါလမ်းကသွားနေပြီပဲအကောင်းဆုံးကဥပ္ပခာထားလိုက်ဖို့ပဲရင်တော့ကိစ္စတွေ မိထားလိုက်ပါပြီကွာသူတို့ ਨੇ လမ်းခွဲခဲ့ပြီးနောက်အစိမ်းကြော်တို့ကိုဝင်ယူပြီးအိမ်ဘက်သို့ရှောက်လာခဲ့သည်ထို့ချိန်မှာပင်နောက်ထပ်တစ်ယောက် ਨੇ တိုက်တိုက်ဆိုင်ဆိုင်တွေ့ရပြန်သည်ဘလောက်ထူးဆန်းသည်မအီအမဝန်ခွဲတယောက်ပင်ဖြစ်သည်အမကြီးသည်ကျွန်တော်ကိုမြင်မြင်ချင်းဝန်တာအားရနှုတ်ဆက်ရှာသည်ဟဲဖို့လူ诶အမကြီးနေကောင်းတယ်နော် ေးကောင်းပါလေကွာမတွေ့တာလဲကြာလာပေါ့ဆိုပြီးစကားသုံးလေးကုန်ပြောပြသေးသည်ပြီးမှဟဲ့ဒါနဲ့နင်ဆိုင်ဆံဖြစ်နေပြီဆိုဟုတ်ကဲ့ဒါပေမဲ့ဖြစ်ဖြစ်မြောက်မြောက်မဟုတ်သေးပါဘူးမကြီးอ่ะဟဲ့ဒီလိုလေးဘယ်ဟုတ်မလဲဆိုင်ရည်တယ်ဆိုတာလွယ်တာမှတ်လို့ငါတို့များဆိုင်စာကုန်းတစ်ပုဒ်ရေးရင်တောင်းတမျက်နာပြက်အောင်မနှဲရေးရမှာမသည်ဆိုင်ရည်ရဲ့အလုပ်တစ်ခုတည်းနဲ့ လူမှုဘဝဖူးလုံသည်ကိုယူဆသူမဟုတ်ချေတခြားအလုပ်တစ်ခုခုအထူးသဖြင့်အစိုးရအလုပ်လုပ်ရင်းဝါသနာအလျောက်သာစာရေးသင့်သည်ဟုဆိုခဲ့သူဖြစ်သည်ထိုကိစ္စနှင့်ပတ်သက်၍ကျွန်တော်တို့နောက်အခြေအတင်ဖြစ်ခဲ့ကြသေးသည်ခုမအီအမကစာရေးဆရာတယောက်ပေါ်အထင်တကြီးရှိနေပြန်သည်တောင်းမယ်မအီရဲ့ထမင်းစာလာပြီမအီသည်အေးအေး ငမောင်လည်းပိန်လိုက်တာကွယ်ဟုစိတ်မကောင်းတမ်းဖြင့်ပြောပြီးတနာသဖြင့်ကြည်သွားသေးသည် အင်းရောက်ရောက်ချင်းတတိယဒီမှာထမင်းစားဖို့ဖြစ်သည်စားလာပြီထမင်းစားခဏနားပြီးမှရေချိုးရသည်ရေလက်စားဝတ္ထုတို့လေးကိုဆက်ရင်းမြည်ဟုဇပွဲတွင် ထိုင်လိုက်ပြီးမှစားအုပ်တအုပ်ရှာဖို့တတိယသည်ဆရာမောင်ထင်ဤမြို့အုပ်ပုံပြင်စားအုပ်စားအုပ်တွေထည့်ထားသောဘီယိုကြီးကိုဖွင့်၍ရှာယူသည်ထိုစားအုပ်ထဲမှလက်ဆူသောဝတ္ထုတို့ကိုပြန်ဖတ်ခြင်းသောကြောင့်ဖြစ်သည် မတိကံတွင်ရှာပြီးထိုဝတ္ထုရှိသည့်စာမျက်နှာကိုလှန်လိုက်သည်တွင် အထူးဆန်းဆုံးနှင့်နောက်ဆုံးတိုက်ဆိုင်မှုဖြစ်သောစာလေးတစ်စောင်ကိုဘွားကနေတွေ့လိုက်ရလည်စာဖွင့်၍ကြည့်လိုက်သည်မထံမှနောက်ဆုံးပေးပို့လိုက်သောစာဖြတ်စာဟိုတစ်ချိန်ကအဲ့ရကောင်းရင်ရှိဖြာအောက်တွင်အမဲထား၍မကြာခဏထုတ်ဖတ်ခဲ့သော ဖတ်မိတိုင်းလဲတနစ်နစ်ခံစားရတော့စာဘယ်ချိန်ကဘယ်လိုဒီစာအုပ်ကြားထဲရောက်နေမှမသိတော့မောင်နှမဟာဘယ်တော့မှစိတ်သဘောထားချင်းတိုက်ဆိုင်တယ်လို့မရှိခဲ့ဘူးမောင်နဲ့ချစ်ခဲ့ရတဲ့အချိန်တွေမှာမကြာခဏစိတ်ဆင်းရဲခဲ့ရတယ်ဟိုကိစ္စတုန်းကလည်းမောင်ဘက်ကလုံးဝအလျှော့မပေးခဲ့ဘူးအဲ့ဒီကလေးကမောင်နဲ့လမ်းခွဲဖို့စဉ်းစားခဲ့တယ် အကြောင်းအကြောင်းတွေကိုထောက်ထားနေရလို့ဒါခုထိသူနဲ့ကျွန်တော်လမ်းခွဲခဲ့ကြခြင်းအကြောင်းရင်းမှာသူစာရဲတွင်ပါတော့ဟိုကိစ္စကြောင့်ပင်ဖြစ်လိမ့်မည်။တို့ရရင်ခုခါသူစာလည်းကဟိုကိစ္စဆိုဒီမှာဘာဟုဆိုလိုမှန်းတည်တည်ချာချာသတိမရတော့ကြည်။ဆိုင်ဆရာလှုပ်တယ်မလှုပ်တယ်ဆိုတော့ကိစ္စဖြစ်ကောင်းဖြစ်မည်။တခြားတစ်ခုခုလည်းဖြစ်ချင်းဖြစ်မည်။တည်တည်ချာချာမမှတ်မီတော့ စိတ်မရှိနိုင်တော့ကြောင့်အာအဲ့ဒါပဲဖြစ်မှာပါဟုဆုံးဖြတ်လိုက်သည်ကျွန်တော်နဲ့မတို့ချစ်ခဲ့ကြသည်ထို့နောက်ကွဲကွာခဲ့ကြ၏သူ့ဘဝထဲတွင်ကျွန်တော်မရှိတော့သလိုကျွန်တော်ဘဝထဲ၌လည်းသူမရှိတော့တို့ရရင်ထိုစဉ်ကအဆက်အဆံပြုတ်ခဲ့တော့အတိုင်းဝိုင်းနေ၌ကျွန်တော်တို့မြောက်သည်ရှိနေစေပင်ကိုတန်းဝင်းတို့လင်မယားသည်စကားဆက်မိတိုင်းကျွန်တော်တို့မြောက်အကြောင်းကိုစုတ်တက်တက် ပြောစမှတ်ပြုနေတော့ဟုထင်သည်တင်မဝင်းသည်မောက်ကိုတွေ့တိုင်းအထိတ်အငော့စကားများပြောနေစေပင်ဖြစ်သည်ခင်ဦးသည်လည်းသူတို့နှစ်ယောက်ကိုမြင်တိုင်းအန်တကြိတ်ကြိတ်တက်တခေါက်ခေါက်ဖြစ်နေတော့ကျွန်တော်သည်လက်ဖြံဆောင်ရွက်ရမည်အလုပ်ကိစ္စအစီအစဉ်များကိုဆောင်ရွက်ပေါ်တွင်ခြာရည်လိုက်သည်ဖိဖိခိုင်းထားသောကိစ္စရှုမောသွားရစစ်ပြန်မဂ္ဂဇင်းစာမှုပို့ရန် စပိစီစီသွားရင်မှတ်ဥအတွက်မျက်ခုံးမွေးဆွဲခဲတံဝေးရင်1980 February ရှုမဝဒါကတော့ဆရာမင်းလူရဲ့ပြီးခဲ့သောဇလံအချင်းဆိုတဲ့ဝတ္ထုတို့လေးကိုတင်ပြခဲ့တာဖြစ်ပါတယ်အားလုံးပဲနားဆင်ရင်းအကျိုးတစုံတရာရရှိနိုင်ကြပါစေခင်ဗျာ